ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါရရှင်ငွေနေဓမ္မတိလက်သံဃာကိုကျွန်တော်ဂျွန်ဝင်းစော်ထွန်ကနေကျေဆက်ပြီးသွားမှာ ဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာလ27ရက်နေ့မှာကြက်ရောက်တဲ့မွေးလေရှင်များကတော့တန်ကူသာသနာမပုံပုံဂျွန်ဂရီဂိုရီဝမ်မိန်မျိုးမှာမျက်မျက်မို့ကျောင်းမဲမျိုးမှာခန့်ခိုင်တဲ့တန်ကူမျိုးမှာနော်ဂျူစလင်အခုတ်ကူမျိုးမှာမဆန်းဆန်းမြင်အင်ဂျူမျိုးမှာဒေါ်အေးလိုက်ဂျန်ကုံမှာဥအောင်တန်တိတ်ဒီမှာကိုကိုအောင်တောင်တွင်းကြီးမှာ ုကိုနိုင်တယ်ဝိမြို့မှာရဲကိုကိုမွန်ကြီးမြို့မှာစောမင်းလေးသာလင်းကြီးမြို့နယ်မှာဦးအောင်တန်းကလေးမြို့မှာမတ်စုရန်ကုန်မင်္ဂလာတုံးမှာနှိုအေရန်ကုန်မှာပဲတော်စုအံဦးတောင်စင်းမှာတော်တီစီနဲနဲဆန်တာပြော်မှာသူကတ်ကျော်ကျော်လွင်ဒိုမနီကန်အတင်းကိုင်းမှာပါလာ ကိုဒီလာလို့ပဲဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာလ27ရက်နေ့မှာကြက်ရောက်တဲ့မွေးနေ့ရှင်များကြည့်ရှုနားဆင်အပေးနေပြီများတောင်းဆိုထားကြသည်များအလုံးပေါ်အပါအဲရခင်ရဲ့ကောင်းခြင်းများစွာစတဲ့တဘူခံစားရပါသေးကြောင်းအဆက်တမတရားမြန်မာဝိုင်းစီတီမှာဘိုင်းတော်သူဘိုင်းတော်သားများနဲ့အတူကျွန်တော်ကျော်ဝင်းစောထွန်းကနေစုမုံကောင်တောင်းပေးရင်ဧည့်သည်ရှင်ဧဂရီအောင်တည်ဆူထားတဲ့ခရစ်တော်၌ကျွန်ုပ်ဤမျော်လင့်ခြင်းဆိုတဲ့ ဓမ္မသခင်ကိုအေဆက်ပေးလိုက်ပါတယ်။ တပန်းချကိုမမောနေပြီလင်းပေးတနာတဲ့သူရဲ့မရှိ ာဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။ဩတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမိတို့ကို အမြဲမပြတ်စောင့်ရှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှကိုယ်တော်ရှင်တနာကိယနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမိတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏။ ကိုယ်တော်ရှင်မှလွဲ၍မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုယ်တော်ရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသောလူရှင်များ အားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ဓမ္မမိတ်ဆွေတို့ဒီနေ့ရှင်လုကာဧဝံဂေလိကျမ်းအခန်းကြီး7ခန်းငယ်39ကနေ48ကိုကျွန်တော်တို့ကြားနာခဲ့ရတယ်ဒီရှင်လုကာဧဝံဂေလိကျမ်းလေးကကျွန်တော်တို့ကို အချက်3ချက်နဲ့တတိပေးနေတယ်ပထမတစ်ချက်ကအချင်း တခိုးလာမည့်အချိန်ကိုအိမ်ရှင်သိပါလျင်မိမိအိမ်ကိုဖောက်ထွင်းခြင်းမခံရအောင်မအိပ်ဖဲစောင့်နေလိမ့်မည်ဆိုသည်ကိုသိမှတ်ကြလော့အချိန်နဲ့ကျွန်တော်တို့ကိုတတိပေးနေတယ်ဒုတိယတစ်ချက်ကတော့အစီကနှစ်ဦးရဲ့ပုံဥပမာတခင်ကြွလာမယ့်အချိန်မှာတခင်ပဲချိန်ရောက်သည်ဖြစ်စေနောက်ကြသည်ဖြစ်စေစောသည်ဖြစ်သည်မြည်သည့်အချိန်ကိုပဲရောက်ရောက်အစဉ်သင့်အလုတ် ပေးအပ်ထားသည့်တာဝန်ကိုခြေပွန်စွာလှူဆောင်နေသောအစီကံနဲ့ငါအရှင်နောက်ကြလေဦးမည်လာမည်မဟုတ်သေးဆိုပြီးတော့မှစားတော့မူရပျော်ပါတခြားအစီကံတွေကိုညင်မနှိမ့်ဆက်နေတဲ့အစီကံတဦးရဲ့ဒီအစီကံနှစ်ဦးရဲ့လှုပ်ရပေးအပ်ထားတဲ့အလုတ်တာဝန်ကိုဘလောက်ခြေပွန်တယ်လဲဆိုတဲ့အချက်ကိုသတိပေးနေတယ်အလုတ်တာဝန်အနေနဲ့သတိပေးခြင်းဖြစ်တယ် တတိယတစ်ချက်နောက်ဆုံးတစ်ချက်ကတော့ဂျေဇုများစွာခံရသောသူတိုင်းသည်များစွာပေးဆပ်ရလိမ့်မည် ထို့အတူများစွာအနှံထားခြင်းခံရသောသူတို့ထံမှသူတို့သည်များစွာတောင်းခံလိမ့်မည်တဲ့ဒီအချက်ကတော့ပေးထားခံရတဲ့ဂျေဇုတော်တွေကိုကျွန်တော်တို့ဘယ်လိုသုံးချသလဲဆိုပြီးတတိယအချက်အနေနဲ့ကျွန်တော်တို့ကိုသတိပေးထားခြင်းဖြစ်တယ်ကျွန်တော်တို့တွေဘယ်ချိန်ဘယ်နေရာမှာမလာသေးတဲ့အရာတခုကိုဘယ်သူမှ အတိအကျပြောလို့မရဘူး ါကြောင့်မို့လို့ဘယ်ချိန်ပါဖြစ်မယ်ဒီချိန်ဒီလိုဖြစ်မယ်ဒီချိန်ဒီလိုလုပ်မယ်ကျွန်တော်တို့တွေဘလောက်ပဲကြိုတင်စီစဉ်စီစဉ်အတိအကျဖြစ်လာဖို့ဆိုတာဘသူမှမပြောနိုင်ဘူးဒါကြောင့်မို့လို့အချိန်တိုင်းအစဉ်သက်ရှိနေဖို့ဘယ်ချိန်ရောက်ဒီဖြစ်စေမရောက်ဒီဖြစ်စေအစဉ်သက်ရှိနေဖို့လိုတယ်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့တွေဟာဘုရားသခင်ရဲ့အစီကံကြုံနေတာဖြစ်တယ်ကျွန်တော်တို့လုပ်ရမယ့်အလုပ်ကဖျားပေးထားတဲ့တာဝန်တွေ ီအလုပ်တွေကိုအမြဲတမ်းလှုပ်ဆောင်နေရမယ်။ဘုရားသခင်ဘယ်ချိန်မှလာလာ ကျွန်တော်ဒီကိုတော်ခိုင်းထားသည့်အလုပ်ကိုလှုပ်ဆောင်နေတော်လူတယောက်ဖြစ်သည်ဆိုတဲ့ပုံစံမျိုးဖြစ်နေရမယ်။တတိယတစ်ချက်ကိုအကျဉ်းတွင်ပြောချင်တာကတော့ပေးထားခြင်းခံရသောဂျေဇုတော်တွေကျွန်တော်တို့ရောက်တိုင်းစီစဉ်မှာဘုရားသခင်ကဂျေဇုတော်တွေပေးထားတယ်။ တချို့တွေချမ်းသာကြွယ်ဝကြတယ်တချို့တွေဂုံတိတ်ခါတွေရှိကြတယ်တချို့တွေပစ္စည်းဥစ္စာပေါ်ကြတယ်ဒီဥစ္စာတွေကိုကျွန်တော်တို့ဘယ်လိုထိမ့်သိမ့်တယ်လဲရိုးရိုးရှင်းရှင်းလေးပဲတွေးကြည့်ပါချမ်းသာကြွယ်ဝမှုငွေကြေးဥစ္စာတွေအများကြီးရှိတယ်ဒါပေမဲ့ငွေထိမ့်သိမ့်တတ်မှုပညာမတတ်တဲ့အခါမှာဒီအရာတွေဟာသူများလက်ထဲကိုရောက်သွားတယ်ဖျားပေးထားတဲ့ဂျေဇူးတော်တွေဆုံးရှုံးသွားတယ် ဂုံတိတ်ခါတွေရှိတယ်လူတယောက်ရဲ့ဂုံတိတ်ခါခရိယန်တယောက်ဖြစ်ချင်းရဲ့ဂုံတိတ်ခါဒီဂုံတိတ်ခါတွေဟာမကောင်းမှုကိုကျူးလွန်လိုက်တဲ့အခါမှာဒီဂုံတိတ်ခါတွေဟာပျောက်ဆုံးသွားတယ်။လိန်ညာလိုက်တဲ့အခါမှာလိန်ညာတဲ့သူဟာလိန်ညာခြင်းကိုပဲရပြီးတော့မလိန်ညာတဲ့သူဟာယိုသားခြင်းဆိုတဲ့အရာကိုရသွားတယ်။ဒါကြောင့်မို့လို့ပေးခံထားရတဲ့ကြီးစုတော်တွေကိုကျွန်တော်တို့ဘလို့ထိမ့်သိမ့်ကြလဲ။ဖျားပေးထားတဲ့အောင်မြင်မှုတွေကိုကျွန်တော်တို့ဘလို့ထိမ့်သိမ့်ကြလဲ။ ဖျားပေးထားတဲ့ဂုံတိတ်ခါတွေကိုကျွန်တော်တို့ဘလို့ထိမ့်သိမ့်ကြလဲကျွန်တော်တို့ဘယ်ချိန်သေးမယ်ဆိုတာမသိဘူးဖျားခိုင်းထားတဲ့အလုပ်တွေကကျွန်တော်တို့ကိုရိုးရိုးရှင်းရှင်းလေးပါတင်ချစ်တတ်သလားတင်ခွင့်လွတ်တတ်သလားတင်နားလဲပေးတတ်သလားတင်ကိုပေးထားတဲ့ချမ်းသာကြွယ်ဝမှုတွေတင်ငွေကြေးထိမ့်သိမ့်တတ်မှုပညာနဲ့တင်ဘဝကိုတင်တည်ဆောက်နေသလားသုံးတင်တာသုံးမယ်လှူတင်တာလှူမယ်ပေးတင်တာပေးမယ်မိမိရဲ့ဂုံတိတ်ခါကိုကျင့်တရားဒီအရာတွေကို ဘလို့ထိမ့်သိမ့်နေလဲအချိန်တိုင်းမှာကျွန်တော်တို့ပျက်စီးသွားနိုင်တယ်ဒါကြောင့်မို့လို့ဖះပေးထားတဲ့ခရိယန်တယောက်ဖြစ်ခြင်းအခြေခံကြတဲ့လူတယောက်ဖြစ်ခြင်းရဲ့ဂုဏ်သိက္ခာတွေကိုကျွန်တော်တို့ဘလို့ထိမ့်သိမ့်နေလဲကိုယ်မှာရှိတဲ့ယောသားမှုတွေဖြူစင်မှုတွေနှိမ်ချမှုတွေတိခါမှုတွေခွင့်လွတ်တတ်မှုတွေဒီအရာတွေကိုကျွန်တော်တို့ဘလို့ထိမ့်သိမ့်နေလဲဆိုတာဒီကနေ့စံစာတွေကကျွန်တော်တို့ကိုတတိပေးနေတယ် ဓမ္မမိတ်ဆွေပေါင်း ကိုစိတ်နှဖျားစမ်းမချမ်းသာတော်မူကြပါစေ။အားလုံးပဲမင်္ဂလာပါဒီကနေ့လူရကဘာကောင်းကျိုးဖြာစီစဉ်အတွက်အလှူးဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။ ကျမတို့တွေကလူတွေဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါမှာ ပထမဆုံးအနေနဲ့ပတ်စံကိုပြေးမြင်တတ်ကြပါတယ်။ကို့မှာပတ်စံရှိမှလှူနိုင်တယ်။လှူဒန်းဖို့ပတ်စံလိုတယ်။ပတ်စံမရှိရင်မလှူနိုင်တော့ဘူး။ဒီလိုတည်တတ်ကြပါတယ်။တို့ပေမဲ့လို့လဲပတ်စံတပြားတစ်ချက်မှမကုန်ပဲလှူဒန်းလို့ရတဲ့အရာတွေအများကြီးရှိပါတယ်။လှူဒန်းခြင်းရဲ့အတိတ်ပဲကပတ်စံဆိုတာထက်ပိုပါတယ်။ပတ်စံလှူမရလို့မဟုတ်ပါဘူး။တခြားလူတွေအပေါ်မှာကျင်နာတာ၊ညဝေ ေးတာအချိန်ပေးတာစသဖြင့်အရာအလုံးအကျုံးဝင်ပါတယ်။ လူတယောက်ရဲ့ဘဝမှာအချိန်တွေက အဖိုးတန်ဆုံးဖြစ်လို့ကိုကတခြားသူတွေအပေါ်ပေးနိုင်တဲ့တန်ဖိုးအရှိဆုံးအရာတွေထဲမှာအချိန်တွေကလည်းတစ်ခုအပါဝင်ပါပဲဒါကြောင့်ကို့အချိန်တွေကိုမျှဝေလှူဒန်းနိုင်ပါတယ်ဂေဟာရီမှာလှူအားပေးတာပရာဟိတအဖွဲ့အစည်းတွေမှာစေတနာဝန်ထမ်းလှူတာမျက်မမြင်ကလေးတွေအတွက်စာဖတ်ပြတာတွေလုပ်နိုင်ပါတယ်ကို့ရဲ့အချိန်တွေဟာတစုံတယောက်ရဲ့ဘဝအတွက်အကြီးမားဆုံးလက်ဆောင်တစ်ခုဖြစ်နေနိုင်ပါတယ် ဒါအပြင်ကိုကျန်းကျင်တဲ့အရာတွေကို သူတစ်ပါးကိုမျှဝေတာတင် जा ပြီးတာလေလှူဒန်းခြင်းတမျိုးပါပဲဥပမာဘာသာစကားတင်တာဆက်ချုပ်တင်တာကွန်ပျူတာတင်တာ စသဖြင့်ကိုမနားလေတကြွနဲ့အရာတစ်ခုရှိတယ်ဆိုရင်ပဝင်းကျင်ကပညာလိုလားတဲ့လူတွေစီကိုမျှဝေနိုင်ပါတယ်ကိုတင်ပေးလိုက်တဲ့ပညာရည်လေးတွေကိုအသုံးချပြီးသူတို့ရဲ့ဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်လာမယ်သူတို့ကိုသူတို့ယုံကြည်မှုတိုးလာမယ်သူတို့ကနေတသိလက်ဆင့်ကမ်းပြီး ပဝင်းကျင်ကို ပြန်အကျိုးပြုလာနိုင်မယ်ဆိုရင် ကိုမလည်းပီတိများစွာဖြစ်ရပါတယ် အဲ့ဒီလိုမျိုး ကိုတီထားတဲ့အရာတွေကိုမျှဝေပေးတဲ့အခါမှာကိုရှင်တန်နေထိုင်တဲ့အတိုင်းဝိုင်းလေးဟာပိုပြီးလှပလာပါလိမ့်မယ်။နောက်တစ်ချက်ကတော့ကိုစီမှာမလိုအပ်တော့တဲ့အရာတွေအများအပြားရှိနေတတ်ပါတယ်။အိမ်မှာတိတ်ထားပြီးတော့ကို့အတွက်လည်းအသုံးမဝင်တော့ဘူးဆိုရင်လိုအပ်တဲ့သူတွေကိုလှူဒန်းလိုက်တာအကောင်းဆုံးပါပဲ။ဗီဒီယိုကိုရှင်းပါ ကို့မှာမလိုအပ်တော့တဲ့အရာတွေကိုရှာဖွေပါကိုနဲ့မတော်တော့တဲ့အင်းကြီးအဝတ်အစားတွေကိုငငယ်ကမကစားဖြစ်တော့တဲ့အယုတ်တွေမဖက်ဖြစ်တော့တဲ့စာအုပ်တွေအတုံးမပြုတ်ဖြစ်တော့တဲ့ပစ္စည်းတွေ အများကြီးထွက်လာပါလိမ့်မယ်ဒါတွေကကို့အတွက်အတုံးမလိုတော့ပေမဲ့တခြားသူတွေအတွက်လိုအပ်နေတဲ့အရာဖြစ်နေနိုင်ပါတယ်ဒီလိုပစ္စည်းလေးတွေလှူဒန်းတာကငွေကုန်ကြီးကြလည်းမရှိဘူးတပိုင်းတနိုင်ပေါ့ပေါ့ပပါလေးနဲ့ဝင်မပြိပါဘူးကိုလည်းစိတ်ချမ်းသာရပါတယ်သူများလည်းပျော်ရွှင်ရပါတယ် နောက်တစ်ခုကကိုကကျမကြီးကောင်းတယ်ဆိုရင် တွေးလူတန်းနာမျိုးလဲလုံနိုင်ပါတယ်ကိုရဲ့တွေးနဲ့သူများရဲ့အသက်ကိုကယ်နိုင်တာကလည်းအမတန်မုံမြတ်တဲ့အလှူတစ်ခုဖြစ်ပါတယ် ပတ်ဆက်မကုန်ပဲထုမြတ်လွန်းတဲ့ဒါနာတစ်ခုဖြစ်ပါတယ်။ဒါအပြင်စိတ်တက်ကြနေတဲ့သူတွေကိုအားပေးတာ၊တက်ကြီးရွယ်အိုတွေကိုအဖော်လုပ်ပေးတာ၊နှစ်သိမ့်မှုလိုအပ်နေတဲ့သူတွေကိုနားထောင်ပေးတာကလည်းကိုယ့်ရဲ့ကျင်နာမှုနဲ့စွမ်းအားတွေကိုလှူဒန်းတာဖြစ်ပါတယ်။ကို့မှာပတ်ဆက်မရှိလို့အလှူဒန်းတာမလုပ်နိုင်ဘူးတွေးနေမဲ့အစားဒီလိုအချက်လေးတွေကိုလှုပ်ဆောင်ရင်းနဲ့လည်းပတ်ဆက်မကုန်ပဲအလှူဒါနာပြုနိုင်မှာကြောင့်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။အားလုံးပဲကိုယ်ကာယဤကျမ်းမာခြင်း

တွေ့ဆုံစကားပြောခဲ့သည့်အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ငွေတို့ချေအတိုးကြီးစားခြင်းသည်လူသား၏နှလုံးသားကိုဖျက်ဆီးပြီးစိရဲသားများကိုကြုံဖြစ်စေသည်။ဘုရားမင်းကြီးလီယို14သည်အတိုးကြီးစားလုပ်ငန်းကိုစိရဲသားများအားကြုံပြုသောလောက်ရလူ၏နှလုံးသားကိုဖျက်ဆီးသောဆိုးရွားသည့်အပြစ်ကြီးတစ်ခုအဖြစ်ပြစ်တင်ရှုံချလိုက်ပြီးတရားမျှတမှုနှင့်ဂိယုနာစိတ်ကိုအတိတ်တဖန်ပြန်လည်ပြုကြရန်တောင်းဆိုလိုက်ပါသည်။ ်ထို့ပြင်ဘုရားသခင်နှင့်မြတ်ပွဲတော် Jubilee Year တွင် မျော်လင့်ခြင်းလက္ခဏာအဖြစ်အသင်းတော်၏အတိုးကြီးစားတိုက်ဖြတ်ရေးကြိုးပမ်းမှုများကိုလည်းချီးမွမ်းလိုက်ပါသည်။အိုယမ်မင်းကြီးလီယို14သည်တိုးကြီးစားလုပ်ငန်းကိုလူအသက်မိသားစုနှင့် လူအဖွဲ့အစည်းများကိုဖျက်ဆီးသော ဆိုးရွားသည့်အပြစ်ကြီးတစ်ခုအဖြစ်ပြစ်တင်ရှုံချခဲ့ပြီး၎င်းသည် လူဤနှလုံးသားကိုဖျက်ဆီးခြင်းဖြစ်ကာအာနေသူများကိုခေါင်းပုံဖြတ်ပြီး လူဂုံတိတ်ခါကို ထိခိုက်စေသည်ဟုလည်းမွေကြားခဲ့ပါသည်။ပြီးခဲ့သောစနေနေ့ကအီတလီနိုင်ငံတော်အတူကြီးစားတိုက်ဖျက်ရေးကောင်စီ National Anti Usury Council ဖွဲ့ဝင်များနဲ့စကားပြောဆိုရာတွင်ပုံရံမင်းကြီးကအတူကြီးစားလုပ်ငန်း၏တာကောင်များအားအကူအညီပေးရန်နှင့်ကျင်းဝဆိုင်ရာစီးပွားရေးလုပ်ထုံးလုပ်နည်းများကိုမြှင့်တင်ရန်အတွက်နှစ်30ကြာကြိုးပမ်းဆောင်ရွက်ခဲ့မှုအတွက်ကျေးဇူးတင်ကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါသည်။ ဒူချီစာလုပ်ငန်းသည်တူးချင်းအဆင့်နှင့်ကဘာလုံးဆိုင်ရာအဆင့်နှစ်ခုစလုံးတွင် နာကျင်စေပြီးရှေးကျသည့်ဒဏ်ရာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေကာဆင်းရဲသားများနှင့်ဖယ်ကျင်းခံရသူများကိုဆက်လက်ဒုက္ခပေးနေကြောင်းကိုလည်းတတိပေးခဲ့ပါသည်ငွေရိုးချေစားခြင်းရဲ့ဖြစ်စဉ်ဟာလူရဲ့နှလုံးသားဖောက်ပြန်ပျက်စီးမှုကိုညွန်ပြနေပါသည်ဟုလည်းယဟန်မင်းကြီးက Prophet Hesaya ၏စကားကိုကိုးကား၍ တမချန်းစာကခေါင်းပုံဖြတ်မှုကို ရှုံချပြီးယုံကြည်သူများကို မတရားမှု၏တန်ကြိုးများကိုဖြတ်တောက်၍ဖိနှိပ်ခံရသူများကိုလွတ်မြောက်စေရန်တောင်းဆိုထားကြောင်းကိုလည်းပြန်လည်သတိရစေခဲ့ပါသည်လူတွေကိုကြုံမဖြစ်မချင်းဖိနှိပ်သောသဘောထားမျိုးဟာဖျားသခင်နဲ့ဘယ်လောက်တောင်ဆန့်ကျင်ဝေးကွာလိုက်တလဲဟုပုံရမင်းကြီးကထိတ်လန့်တုန်လှုပ်စွာ မိန့်တော်မူခဲ့ပါသည် အတိုးကြီးစားခြင်းသည် စရင်အင်းဆိုင်ရာပြဿနာတစ်ခုမျှတာမဟုတ်ပါဒါဟာမိသားစုတွေကိုဖျက်ဆီးနိုင်ပြီးစိတ်နှလုံးကို လောင်ကျွမ်းစေကာလူတွေကိုစိတ်ပြအားငယ်မှုဒါမှမဟုတ်ကိုကိုကိုတတ်သေးသည့်အထိဖြစ်စေနိုင်သည့်ဆိုးရွားသည့်အပြစ်တစ်ခုဖြစ်ပါသည်အတူကြီးစားလုပ်ငန်းသည့်စီးပွားရေးခက်ခဲရှိသူများအားကူညီပေးနေသလိုဟန်ရှိတော်လဲ၎င်း၏အစစ်အမှန်သဘောကလေပင်ညှစ်သည့်ဝင်းတို့ဝင်ဖို့ဖြစ်ကြောင်း ယဟန်မင်းကြီးကသတိပေးခဲ့ပါသည်၎င်း၏ကျိုးဆက်များသည့်အထူးသဖြင့်လောင်ကစားဆွဲနေသူများပျက်စီးလွယ်နေပြီးဖြစ်သူများဆေးဘက်ဆိုင်ရာငွေကြေးအရေးပေါ်အခြေအနေများနှင့်ရင်ဆိုင်နေရသောမိသားစုများပေါ်ကြောက်ကြောင်းကိုလည်းသတိပေးခဲ့ပါသည်ဘုရားမင်းကြီးလီယို34သည် သူ၏သတိပေးချက်ကိုတူးချင်းကိစ္စများထက်ကြော်လွန်၍လူမျိုးများတရက်လုံးကိုဒူးထောက်စေနိုင်သည့်အတူကြီးစားငွေကြေးစနစ်ကိုရှုံချခဲ့ပါသည် ကက်သလစ်သင်တော်၏ဓမ္မအဆုံးအမ Catechism of the Catholic Church ကို ကိုးကား၍ကုံသွယ်မှုတွင်လူသားချင်းညီကိုမောင်နှမများကြားငတ်မွတ်ခြင်းနှင့်တည်ခြင်းကို ဖြစ်စေသောအတူကြီးစားသည့်ကုံတွေကြီးစီးပွားရေးဆိုင်ရာလှုပ်ထုံးလုံနည်းများတွင် ပါဝင်သူများကိုလည်းတတိပေးခဲ့ပါသည် ထို့သောသောလှုပ်ရများသည့်အပြစ်ဤဖွဲ့စည်းပုံများကို ဖန်တီးကာဆိုးဝါးသော တာဝန်ဝတ္တရားများကိုတည်ဆောင်လာသည်ဟုလည်းယဟန်မင်းကြီးကဆိုထားပါသည် ရမင်းကြီးကပြတ်ပြတ်သားသားမိကွန်းထုတ်ခဲ့ပါသည်ကာမကောင်းသူတွေဟာ လူသားတွေမဟုတ်ဘူးလားအားနေသူတွေဟာကျွန်ုပ်တို့နဲ့အတူတူပဲဂုံတိတ်ခါကိုမပိုင်ဆိုင်ကြဘူးလားအခွင့်အလမ်းနေပါစွာမွေးဖွားလာသူတွေဟာ လူသားတွေအနေနဲ့တံပိုးနေနေလို့လားသူတို့ဟာ အသက်ရှင်တန်ယုံအတွက်သာရည်ရွယ်ထားခြင်းခံရတာလားဒီမိကွန်းတွေကို မေးကြခဲ့ပြီးဒီမိကွန်းတွေရဲ့အဖြစ်ဟာကျွန်ုပ်တို့ရဲ့လူအဖွဲ့အစည်းတွေနဲ့ ကျွန်ုပ်တို့ရဲ့အနာဂတ်တန်ဖိုးကိုဆုံးဖြတ်ပေးပါတယ်။ကျွန်ုပ်တို့ဟာကိုယ့်ရဲ့ကိုခြင်းတရားနဲ့ဝိညာဉ်ရေးရာဂုံတိတ်ခါကို ပြန်လည်ရယူရမယ်။ဒါမှမဟုတ်ရင်အညစ်အကြေးတွင်းတဲ့ကို ကြာရောက်လိမ့်မယ်ဟုယဟန်မင်းကြီးကတတိပေးပြောကြားခဲ့ပါသည်။အတူကြီးစားတိုက်ဖြည့်ကောင်စီဆက်လက်လှုပ်ဆောင်နေသောဝန်ဆောင်မှုအတွက်ကျေးဇူးတင်ရှိကြောင်းပြောကြားရင်းယဟန်မင်းကြီးလီယို14သည်၎င်းတို့၏လုပ်ငန်းကိုဤတန်ရှင်းသောနှင်းမြတ်ပွဲတော် Holy Year တွင် မျောလင်းခြင်းလက္ခဏာအဖြစ်ပေါ်ပြခဲ့ပြီးဂိူနာတော်နှင့်မြတ်ပွဲတော် Jubilee Year of Mercy ဤစိတ်ဓာတ်နှင့်အပြည့်အဝကိုက်ညီသည်ဟုလည်းချီးမွမ်းပြောဆိုခဲ့ပါသည်ဧဝံဂေလိကျမ်းစာထဲကဇာခေဝိဇလံကိုဆင်ခြင်သုံးသပ်ရင်ယဟန်မင်းကြီးကဖျားသခင်အခမဲ့ချစ်ခြင်းမေတ္တာကိုကြုံတွေ့ရသည့်အခါအခွန်ခံဤပြောင်းလဲခြင်းကဲ့သို့အပြစ်မှနောင်တရခြင်းသည်ဖြစ်နိုင်သည်ဟုလည်းတတိပေးခဲ့ပြီး အကျိုးအမြတ်ကကျွန်ုပ်တို့ဤပန်းနိုင်ဖြစ်လာတဲ့အခါအခြားသူတွေက သူတို့ရဲ့ဂုံတိတ်ခါကို ဆုံးရှုံးပြီးဂန်းပုံဖြတ်ခံကြရမယ့်အရာဝတ္ထုတွေဖြစ်လာကြတယ်။နောက်ဆုံးမှာတော့ကျွန်ုပ်တို့ကိုယ်တိုင်နဲ့ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်စိတ်ဝိညာဉ်ကိုဆုံးရှုံးသွားကြရတယ်။အတူကြီးစားခြင်းကြောင့်ဒုက္ခရောက်သူတွေအပေါ်သာသနာတော်ကနိစ္စစွာကူညီကယ်တင်နေသလိုအတူကြီးစားလုပ်သူတွေရဲ့နောင်တရခြင်းဟာလည်းပဲအရေးကြီးပါတယ်ဟုထပ်လောင်းပြောကြားခဲ့ပါသည်။ သူ၏မိန်ကုံးကိုဏိကုံးချုပ်နေဖြင့်ဗုံရမင်းကြီးလီဟု14သည်အတူကြီးစားတိုက်ဖြက်ရေးတွင် ပါဝင်သူများအားအသင်းတော်ကောင်းဆောင်များ၏အားပေးမှုနှင့်ဧဝံဂေလိတရားတော်၏အလင်းပြမှုဖြင့်တတ္တိရှိရှိစီလုံးညီညွတ်စွာဆက်လက်ကြိုးပမ်းတိုက်ဖြက်သွားကြရန်တိုက်တွန်းခဲ့ပါသည် ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လုပ်ပြီးပါသည်။ဟောတာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။